ဒုတိယမိသားစုဖြစ်တဲ့ဆက်ယုံကိုပြန်ရောက်လာခဲ့တဲ့ခင်မွန်ဖြစ်သူကိုအခမ်းအနားနဲ့အတူကြိုဆိုပေးခဲ့တဲ့တရုတ်ဆောင်ခိုင်တင်းကြီးမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ခိုင်တင်းကြီးရဲ့ခင်မွန်ဖြစ်သူကိုခန့်နိုင်ဟောင်း2021ခုနှစ်အာနာသိမ့်မှုကာလကလေးကဖန်စီထိန်သိမ်းခံခဲ့ရတာဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကမှလူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်ခိုင်တင်ကြီးဟာခင်မုန်းဖြစ်သူအချင်းကြားနေစဉ်ကာလာတခြားလုံးတမီးလေးကိုသာအဖို့ပြုနေထိုင်ခဲ့ရပြီးသမဘဝအတွက်လူဝက်ချက်တွေအများများစွာရှိခဲ့ရတာလည်းဖြစ်ပါတယ်ခင်မုန်ဖြစ်သူကိုခန်နိုင်ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာတော့ခိုင်တင်းကြီးဟာအရင်လိုပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပြန်လည်ရရှိခဲ့ပြီးဖြစ်ပြီးခင်မုန်ဖြစ်သူရဲ့ကျင်းကြနေစဉ်ကာလတခြားလုံးစီးပွားရေးလုပ်ငန်းတွေကိုလည်းသူမကိုယ်တိုင်ဦးစီးလုပ်ကိုင်ခဲ့ရပြီးအခုဆိုရင်တော့ခင်မုန်တဲ့ရဲ့လက်ထဲကိုလုပ်ငန်းတွေကိုပြန်လည်အနှင်းခဲ့တာလည်းဖြစ်ပါတယ် ခိုင်နှင်းကြီးဟာကိုခန်းနိုင်တဲ့အတူကုသိုလ်ကောင်းမှုတွေအများကြီးကိုလည်းပြုလုပ်နေခဲ့သလိုခင်မွန်တဲ့ဦးစီးရမယ့်စီးပွားရေးလုပ်ငန်းတွေကိုလည်းပြန်လည်အနှင်းခဲ့တာပဲဖြစ်ပါတယ်အခုတခါမှဆိုရင်လေခင်မွန်တဲ့ကိုစက်ယုံကိုပထမဆုံးပြန်လဲခေါ်ဆောင်သွားခဲ့ပြီးဒုတိယမိသားစုဝင်နေလို့ဖြစ်နေတဲ့စက်ယုံကဝန်ထမ်းတွေနဲ့အတူကိုခန်းနိုင်ကိုပန်းခင်းလန်းနဲ့အတူကြိုဆိုခဲ့ပြီးကြိုဆိုပွဲအခမ်းအနားလေးကိုလည်းကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် ကိုခန်နိုင်ဟာဘဝရဲ့အစိပ်ပိုင်းတချို့ကိုအကျဉ်းချနေရင်းနဲ့ဖျက်ဆီးခဲ့ရတာကြောင့်ဇနီးဖြစ်သူခိုင်တင်းကြီးအနေနဲ့အလုပ်ပေးခြင်းနဲ့အရာတွေလည်းအများကြီးရှိနေခဲ့သလိုခင်မွန်းတဲ့ကိုချစ်မဝလွမ်းမဝဖြစ်နေခဲ့တာကိုလည်းပြည်သက်တွေက မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်တရုတ်ဆောင်ကိုင်တင်းကြီးတယောက်ခင်မွန်းတဲ့နဲ့အတူအရင်လိုပျော်ရွှင်ရတဲ့ဘဝလေးကိုပြန်လည်ရရှိသွားခဲ့ပြီဖြစ်တာကြောင့်ပရိသတ်တွေကတော့သူမနဲ့ထပ်တူဝမ်းသာပျော်ရွှင်နေကြတာလည်းဖြစ်ပါတယ်